ို့အားလုံးမင်္ဂလာပါရှင်မင်္ဂလာပါနော်အဲအလုံးမင်္ဂလာပါရှင်လို့ကနေဒီနေ့ကတော့ accounting price တိတိမဟုတ်ဘူးပေါ့နော်ဒီနေ့ဒီစာအုပ်လေးဝယ်လာတာဆီယမ်မနေပဲရဲ့စာအုပ်ပေါ့နော် language ချင်းမှရရှိခြင်း ဲ့ဒါလေးကိုနောက်ဖျက်ပြပေးခြင်းလို့ပါ တန်ခွဲချင်းမှရရှိခြင်းစာအကြောင်းပေါ့နော်ဆမနေပဲရေးထားတာတဲ့ဟယ်လို အခုမှအခုမှလောက်တော့ချီဝင်ရရတယ်ခုမှလောက်အခုကြည့်ကောင်းသွားပြီရှင်ဟမ်ဟမ်ကောင်းလောက်နေတယ်လည်းဒီမှာမရလို့မရဘူးလားအားဟွာလောက်သွားလို့စိမ့်တော့ပြန်ပြီးဟွာလောက်သွားအကန့်ဟွာဖုန်းနဲ့တချင်းတယ်မှာပါနေဘာဖုန်းနဲ့ဟွာနဲ့ညာမသိတချင်းနေပါနေလို့ ဖုံးနဲ့ဖွင့်ထားတဲ့ချင်းကိုဖုံးနဲ့မှာတချင်းမဟုတ်ဘူးတတိုင်းဟိုကဘာတချင်းမှမဖွင့်ဘူးအဲ့တော့အပေါ်ကတချင်းရံပွင့်အဲ့ recording ပြန်ထားတဲ့မှာတချင်းနေပါတော့ကြည့်ကြည့်ပါဦးလားကြာ။ဒါတော့လည်းတော့ထောက်တတ်ကြည့်။ဒီနေ့ရေလို့တာ။မင်းတို့ကဘာလဲ။ကြည့်ကြည့်မဟုတ်ဘူးပတ်စတင်နေ။ပတ်စတင်မိတာ။ Calma aí. Deixa eu começar a minha pastinha. Hello. Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ฮัลโหลซีซูได้ไหมยังลาวยาเดี๋ยวที่สองที่จะไปนั่งไปหลับพักยาที่เรือนี่เส้นอะไรวชิ န်ခွဲခြင်းမှရရှိခြင်းစောအကြောင်းနဲ့ကျွန်တော်တို့အားလုံးဟာဘဝမှာလူတွေနဲ့ဆုံရမယ်ခွဲခွာရမယ်တဟာရှောင်လွဲလို့မရတဲ့တဘာဝရဲ့သဘောတရားတွေပါပဲတဲ့လန်ခွဲတိုင်းကတော့လွယ်ကူတဲ့လန်ခွဲရည်လို့ရှိမင်းမထင်ပါဘူးတဲ့ဒါပေမဲ့လောကကြီးကကျွန်တော်တို့စီကတခုကိုယူသွားတာဟာတခုကိုပြန်ပြီးဖို့ဖြစ်တဲ့လျောက်တဲ့။ညများလှစွာသောလမ်းခွဲချင်းစီကနေကျွန်တော်တို့ရရှိမယ် ကောင်းခြင်းဆိုခြင်းဒီထက်ပိုတဲ့အရာတွေကိုကျွန်တော်တို့လက်လန်းမိသလောက်လမ်းခွဲကျရခြင်းတွေကိုတဲ့ဝေမျှလိုက်ရပါတယ်။အေးချမ်းတိမ်မွေးတဲ့လမ်းခွဲခြင်းတွေနဲ့သာတွေ့ဆုံနိုင်ကြပါစေလို့တဲ့ရှစ်တဲ့နေပဲတဲ့။ဆက်လို့ လန်ခွဲချင်းဆိုတည်မှာတဲ့လန်ခွဲချင်းဟာအိမ်ပြန်လန်နဲ့တူတယ်တနစ်တာလုံးလှက်ပတ်သွားလာပြီးတော့လူတွေနဲ့တွေ့ဆုံပြီးစကားတွေပြောကြရဲကြမောကြပြဿနာတွေရှိကြပြီးရောတဲ့အဆုံးအလုံးပြီးဆုံးတဲ့တနစ်မှာတဲ့အိမ်ပြန်လာတဲ့အိမ်ပြန်လန်နဲ့တူတယ်မောကလည်းမောပင်ကလည်းပင်မဲနဲ့တယောက်တည်းမို့အထီးကျန်လို့ခံစားရ တနေ့တမ်းဖြစ်ပျက်တွေ့ကြုံခဲ့တဲ့ဆက်ဆံရေးတစ်ခုလုံးရဲ့ကောင်းခြင်းဆိုးခြင်းကိုပြန်တွေ့ပြီးတော့တဲ့ဝမ်းသာတာဖြစ်ဖြစ်နောင်နာရတာဖြစ်ဖြစ်အဲ့ဒီလိုအိမ်ပြန်လမ်းမျိုးပေါ့တဲ့ဒါပေမဲ့အသက်ကိုဝဝကိုရှူပြီးတော့တဲ့ကောင်းကင်ကိုကြည့်လိုက်တဲ့အခါဝင်းငါစနေမင်းကိုတွေ့ရတယ်။အရာအလုံးအစရှိသလိုအဆုံးလည်းရှိတယ်ဆိုတဲ့သဘောတရားတွေတဲ့။နေဝင်တော့မဲ့ကောင်းကင်ဟာအယောင်တောက်ပနေလိမ့်မယ်။ အဲ့ဒီကောင်းငင်ကိုကြည့်တဲ့အခါတဲ့သူဟာလမ်းခွဲရတော့မဲ့နေမင်းကိုတောင်းကောင်းကောင်းမွန်မွန်နှုတ်ဆက်နေတဲ့အောင်လှပနေတာမျိုးပေါ့တဲ့ပြန်လာရတဲ့လမ်းကတော့လမ်းခွဲပြီးခါစားအရှင်အပင်မန်းဆုံးပေါ့တဲ့အိမ်ပြန်ရောက်တဲ့အခါတော့တဲ့အပန်းဖြေပြီးအရှင်နေနေကြာကြာလာတဲ့အခါတဲ့ဟီးလင်းလုပ်ပြီးတော့နောက်နေမနေရောက်တဲ့အခါ အရင်အပြည့်နဲ့ပြန်နိုးလာသလိုမျိုးကျွန်တော်တို့ကလည်းနောက်နေ့မနေ့မှာဆက်ပြီးအရင်အပြည့်နဲ့ရှင်းတန်းနိုင်ကြအောင်ပါပါတဲ့လန်ခွဲချင်းဟာဘဝရဲ့ရင်းချက်ရှင်မျိုးစေးတဲ့ယခုဒီစာကိုဖတ်နေတဲ့လူကတဲ့ဘလို့အသက်ရွယ်မျိုးပဲဖြစ်နေပါစေတင်လဲလန်ခွဲရတာမျိုးကို ကြုံဘူးမှာပါလမ်းခွဲကြတယ်ဆိုတာတဲ့တမီးကြီးစားပြက်စဲတာမျိုးကိုမှပြောတာမဟုတ်ပဲမိတ်ဆွေတဲ့မိသားစုတငယ်ချင်းစေမျိုးသားချင်းစတာတွေကတဲ့ဘွားတွေကနေရှင်ခွဲဖြစ်စီတေခွဲဖြစ်စီခွဲခွာသားတာကိုလည်းလမ်းခွဲချင်းလို့ဆိုလိုချင်းဖြစ်ပါတယ်တဲ့ဒါဆိုတဲ့အနေနဲ့တင်ကြုံရဘူးတဲ့လမ်းခွဲတစ်ခုကိုပြန်သွားကြည့်ပါပထမဆုံးအနေနဲ့ဒီလိုအမှောင်ခန်းတဲ့ကိုပြန်ပြီးဆွဲခေါ်ရခြင်းအတွက်လဲကျွန်တော်အနေနဲ့တောင်းပန်လိုက်ရပါတယ် ဒါပေမဲ့တင်မြတ်တို့တန်ဖိုးထားရတဲ့လူတွေကိုမဆုံးရှုံးရခြင်းယခုတင်တဲ့ကိုနှိုင်းရှင်ကြည့်ပါအောင်နဲ့တင်သာရင်ကျက်လာတာမှန်ရင်နဲ့ဘဝကပြောင်းလဲလာတယ်တင့်အနေနဲ့တိုးတက်လာမှာမှန်ပါပဲတဲ့တချို့လူတွေကတဲ့ကျွန်တော်တို့ရင်ကျက်ဖို့ကျွန်တော်တို့ဘဝတွေကထွက်သွားကြရတယ်တချို့လူတွေကတဲ့ဘဝတင်ကန်းစာတချို့ကိုတင်ပေးဖို့ကျွန်တော်တို့ဘဝတွေကထွက်သွားကြရတယ် တချို့လူတွေကတော့တဲ့ကျွန်တော်တို့တယောက်တည်းနဲ့တောင်ဒီလောကကြီးမှာရဲရဲဝံ့ဝံ့ရှင်သန်နိုင်ဖို့ဘဝတွေကထွက်သွားကြရတယ်တဲ့လန်ခွဲတိုင်းဟာနာကျင်စရာကောင်းပေမဲ့ဘဝရဲ့ရင်းချက်ရှင်မျိုးစေ့ပါပဲတဲ့မိသားစုကို ဆုံချုံရတဲ့အခါတင်ပို့ပြီးတံမာလာမယ်မိစုတငယ်ချင်းကိုဆုံချုံရတဲ့အခါတင်ပို့ပြီးကိုအားကိုကိုတက်လာမယ်ရှစ်သူရီးစားကို ဆုံချုံရတဲ့အခါဘဝအတွက်တယောက်တည်းပို့ပြီးရက်တီတက်လာမယ် ဒါပေမဲ့တဲ့ဒီအဆင့်တွေကိုမရောက်ခင်မှာတော့တဲ့ကျွန်တော်တို့ဟာဝမ်းနဲ့ပူဆွေးမှုတွေနဲ့နေထိုင်ရအောင်မယ်ကြော်ဖြတ်ရအောင်မယ်အထီးကျန်ဆန်ရအောင်မယ်ဒါပေမဲ့လမ်းမခွဲပဲနေလို့မှမရတဲ့လောကကြီးမဟုတ်လားတဲ့ဒီလိုဆိုတိုင်းလမ်းခွဲတွေဟာကောင်းပါတယ်လို့ကျွန်တော်ကဆိုလိုတာမဟုတ်ရပါဘူးဒီလိုဖြစ်ို့ဖြစ်စဉ်တွေလမ်းခွဲတွေကြာမှာတင့်ကိုဖြစ်သိမ့်နိုင်ဖို့နဲ့မရှိရှိတဲ့ကောင်းချက်တွေဖြစ်လာရမယ့်ကောင်းကျိုးဆိုးကျိုးတွေကိုရွေးထုတ်ပြနေရတာပါ ကျွန်တော်တစ်ခါလေဒီလိုတောင်စဉ်းစားမိတယ်တဲ့ရှိကြပေါ့ကျွန်တော်ဘဝထဲမှာလဲထွက်သွားတဲ့မိသားစုတွေတငယ်ချင်းတွေရှေ့ရတဲ့သူတွေအဲ့ဒီလေတွေသာကျွန်တော်ဘဝတွေကထွက်မသွားဘူးဆိုရင်ငါဟာဒီနေ့ဒီချိန်မှာသူတို့ကိုအားကိုးပြီးဘာမှမလုပ်နိုင်မလုပ်တတ်တဲ့ခပ်ပေါ့ပေါ့လူတယောက်ပဲဖြစ်နေဦးမှာပါလားသူတို့နဲ့သာလမ်းခွဲရခြင်းဆိုတာမရှိခဲ့ရင်ငါဟာရင်းချက်လာမှာမဟုတ်ပါဘူးလူတွေအကြောင်းသိလာမှာမဟုတ်ပါဘူး လောကကြီးအကြောင်းကိုလည်းတိတိလေးတောင်နားလည်မှာမဟုတ်ပါဘူးဆိုတာပဲကိုပဲတဲ့အလုံးစုံ နားမလည်သေးပါဘူးလမ်းခွဲတိုင်းရင်ချက်ရှင်ရဲ့မျိုးစေ့ပဲဒါကိုယုံကြည်ပါယင်သီးစွာနာကျင်ရတဲ့လမ်းခွဲမှုတိုင်းကတင့်ကိုကြီးမားတဲ့ပြောင်းလဲခြင်းတွေယူဆောင်လာပေးလိမ့်မယ်ကောင်းတဲ့ပြောင်းလဲခြင်းဆိုးတဲ့ပြောင်းလဲခြင်းဆိုတာကတော့တင့်ကိုယ်တိုင်ဖန်တီးယူရမှာပါတဲ့လမ်းခွဲခြင်းသို့မဟုတ်ပေါင်းတဲ့ဆက်ဆံခြင်းနဲ့တင်းဘဝတွေကလူတယောက်ရဲ့ဖြစ်တည်မှု လမ်းခွဲခြင်းဆိုတာလမ်းခွဲဖြစ်တဲ့အခါဘယ်လိုခံစားခဲ့ရလဲလမ်းခွဲခြင်းကဘဝကိုပြောင်းလဲစေနိုင်တယ်ကျွန်တော်ဘလိုလူတွေနဲ့လမ်းခွဲမှာလဲကိုဘွားတွေကရှာမှတ်ထားတဲ့စည်းကမ်းကိုဘယ်သူတွေမှမဖြတ်ပေးပါနဲ့တဲ့နံပါတ်၁တင်းဘွားတွေကလူတယောက်ရဲ့ဖြစ်တည်မှုတင်းဘွားတွေကလူတယောက်ရဲ့ဖြစ်တည်မှုကတဲ့တင်းအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာမျိုးတွေးဘူးလား လူတယောက်ဟာတဲ့တင်းဘွားကို အဖက်ဘယ်လိုဖြစ်စေနိုင်လဲဆိုတာကိုပေါ့တဲ့လူတယောက်ကတင်းရဲ့လူမှုနေထိုင်မှုစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဘဝတက်လန်စတာတွေအပေါ်အကျိုးသက်ရောက်မှုရှိုံသာမက လူတယောက်ရဲ့ဖြစ်တည်မှုကတင်းဘွားထဲကတင်းရဲ့ self awareness စတာတွေအထိပါတက်ရောက်မှုရှိစေနိုင်ပါတယ်တဲ့တင်းဘွားထဲမှာတင်းနဲ့အတူရှိနေတဲ့ မိတ်ဆွေတငယ်ချင်းရှစ်သူမိသားစုဆွေမျိုးစတာတွေအားလုံးဟာတင်းဘဝကိုများစွာတက်ရောက်မှုရှိစေပါတယ်တကယ်လို့တဲ့တင်းဘဝတဲကလူတွေကကောင်းမွန်တဲ့တက်ရောက်မှုရှိစေမယ်ဆိုရင်တဲ့တင်ဟာပိုကောင်းမွန်တဲ့လူမှုဘဝကို ရရှိမယ်ဆိုးတဲ့တက်ရောက်မှုကို ဖြစ်နေမယ်ဆိုရင်တင်ဟာလည်းဆိုးတဲ့စိတ်မရှမ်းပြေပွဲရလူမှုဘဝကိုရရှိပါလိမ့်မယ်တဲ့မင်္ဂလာပါမရေဟုတ်ကဲ့ပါရှင်မောင်လေး ဒါကြောင့်တင်းဘွားရဲ့ပတ်ဝန်းကျင်သာယာဖို့ရာလူတွေနဲ့လက်တွဲဖို့လည်းဝန်မလေးသလိုတဲ့လမ်းခွဲဖို့လည်းဝန်မလေးပါနဲ့တဲ့ရုကဲမင်္ဂလာပါရှင်တနကလည်းမလိမ့်မှုတော့လေဟုတ်ကဲ့

မကြီးပါနဲ့လေကြီးရဟုတ်ပါဘူးကိုပတ်သားကိုပြောတော့ကြီးပါနဲ့လေကျွန်တော်တို့ပဲအဖေကြီးကပြေးတယ်ဆီကိုပတ်တယ်ဖမ်းပြနေတယ်မူတောင်းဘယ်နဲ့ရတယ်မှမသိဘူးစတန်းစနေလေးစတန်း လမ်းခွဲခြင်းဆိုတာတဲ့လမ်းခွဲခြင်းဟာလူတိုင်းအတွက်တေချာပေါက်ကြုံတွေ့ရမယ့်အရာဖြစ်တယ်လို့တဲ့ဆက်ဆံရေးတန်းရဲ့တခန်းပြအဆုံးနဲ့ဖြစ်နေတတ်တယ်အေးဟုတ်တယ်ဟုတ်တယ် ရှင်းတဲ့နေထိုင်ရင်တဲ့ကာလတစ်လျှောက်လုံးမှာကျွန်တော်တို့ဟာလမ်းခွဲခြင်းတွေအများကြီးကိုကြုံတွေ့ရတယ်။ဒါကြောင့်လမ်းခွဲခြင်းဟာတဲ့ဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေမလားလို့တွေးမိတယ်။သင်ရောလမ်းခွဲခဲ့ဘူးလားတဲ့။လမ်းခွဲခဲ့တယ်ဆိုတာရှစ်သူကြီးစားဆက်ဆံရေးတစ်ခုအဆုံးသတ်လိုက်တာကိုတင်ပြောတာမဟုတ်ပဲ။ငါတို့ဘဝမှာတဲ့ငါတို့ချိုင်းတဲ့လူတွေငါတို့ကိုကြောက်ခိုင်းခဲ့တဲ့လူတွေအားလုံးကိုဆိုလိုချင်တာဖြစ်တယ်။ တငယ်ချင်းတွေမိသားစုတွေမောင်နှမတွေဆွေမျိုးရှိသူရည်စားအလုံးမှာတဲ့လမ်းခွဲတွေရှိကြတာပါပဲရှင်ခွဲကမှလမ်းခွဲတာမဟုတ်ပါဘူးတိခွဲဆိုတာလည်းလမ်းခွဲတာပါပဲတဲ့နံပါတ်3လမ်းခွဲဖြစ်တဲ့အခါဘယ်လိုခံစားခဲ့ရသလဲတဲ့ဘာတွေမေးနေတာလဲတေချာပေါက်နာကျင်ခံစားရတာဘောလို့တဲ့တွေးနေလောက်မှာပါတကယ်တော့တဲ့လမ်းခွဲတိုင်းကနာကျင်ခံစားရတာမဟုတ်ပါဘူးကျွန်တော်တို့ တို့ကတဲ့ကျွန်တော်တို့ဝမ်းသာအားရရှိတဲ့လမ်းခွဲတွေကိုတော့မမှတ်မိခဲ့ပဲဝမ်းနေစရာကောင်းတဲ့လမ်းခွဲတွေကိုပဲလမ်းခွဲချင်းလို့သတ်မှတ်ထားမိကြလို့ပါတဲ့တခါတလေကျွန်တော်ကမပတ်သက်ရှင်တော့တဲ့လူတွေကျွန်တော်တို့ကိုစိတ်နှောက်ယှက်ပေးတော့တဲ့လူတွေကဘဝတွေကထွက်ခွာသွားတဲ့အခါအဲ့ဒီလူတွေနဲ့အဆက်ဖြတ်လိုက်နိုင်တဲ့အခါကျွန်တော်တို့ကပေါ်ပါသွားတာပဲဆိုတဲ့လမ်းခွဲမျိုးလည်းရှိကြပါတယ်ဒါဟာလေလမ်းခွဲချင်းမဲဆိုတာတော့အားလုံးကမေးလျော့နေကြုံပါပဲ ။ဘာလို့ဆိုဒီလမ်းခွဲအတွက်မှကျွန်တော်တို့ကမပူဆွေးခဲ့ကြရတာ။မပူဆွေးခဲ့ကြတာတဲ့။လမ်းခွဲခြင်းဟာအောင်မြင်မှု၊ကြရှုံးမှု၊ဆုံးရှုံးမှု၊ပန်ဆိုင်မှု၊လွတ်မြောက်မှု၊လောင်ပိတ်မှု အမျိုးမျိုးကွဲပြားကြပါတယ်။တူညီတာတခုကတော့တဲ့လွယ်ကူတဲ့လမ်းခွဲခြင်းဆိုတာမရှိနိုင်ပါဘူး။တစ်ဖက်အတွက်လွယ်ကူရင်တစ်ဖက်အတွက်တော့ခက်ခဲတတ်ကြတာပါပဲ။ဟေ့ဒီနေ့တော့တမျိုးကြည့်လို့လာရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ပါ။ လန်ခွဲချင်းကဘဝကိုပြောင်းလဲစေနိုင်တယ်တဲ့ကျွန်တော်အနေနဲ့ပြောရရင်တော့တဲ့ကျွန်တော်ဟာလန်ခွဲရတာကိုစိုက်တဲ့လူစားမျိုးပါတဲ့ဘာလို့လဲဆိုတော့တဲ့အဲ့ဒီအရာဟာကျွန်တော်တို့ဘဝကိုအပြောင်းလဲတွေအများကြီးဖြစ်စေနိုင်တယ်လို့ထင်လို့ပါတဲ့ တကယ်လဲမှန်ပါတယ်စိတ်ဓာန်ရတွေလည်းအပြေးနိုင်ဆုံးလို့စာဖတ်သူအနေနဲ့လည်းတွေးမိမှာပေါ့တဲ့ဟာလဲမှန်ပါကျွန်တော်ဆိုလိုတာက ကောင်းတဲ့ဆက်ဆံရေးတွေကိုပဲရတာဝါဒနာပါတာပါအဲ့ဒီလူကကိုသိရှိရတဲ့လူဖြစ်နေပါစေအောင်ပေါ့တဲ့တခါတလေမှာလှုပ်ရှားလိုက်ရတာကစုပ်ကံရထားရတဲ့ပိုလွယ်ပါတယ်ဒါကြောင့်လှုပ်ရှားဖို့လည်းကြိုးစားကြည့်ပါတဲ့ ျွန်တော်ဘလိုလူတွေနဲ့လမ်းခွဲမှာလဲမိမိနဲ့မကန့်ညီတဲ့လူ မကန့်ညီဘူးဆိုတာမတူညီတာနဲ့မတူပါဘူးတဲ့ကိုယ့်အပေါ်တန်ဖိုးမထားတဲ့လူမိမိအပေါ်မှာထိုက်တဲ့နဲ့လေးပေးမှုမရှိတဲ့သူမိမိဘက်ကသာပေးနေရပြီးတုံ့ပြန်မှုမရှိတဲ့ဆက်ဆံရေးအဆိုးတွေထဲမှာလက်တွဲဖြုတ်တဲ့သူအရေးကြုံရင်ကိုယ့်ဘက်မရှိတဲ့လူကိုယ့်အတွက်ဆိုတဲ့နေရာသူတို့ဘဝထဲမှာသူတို့နာခံမှာမထားတတ်တဲ့လူဒါနဲ့သင်ရောဘယ်လိုလူတွေနဲ့လမ်းခွဲမှာလဲ တရက်လောက်စဉ်းစားကြည့်ပါဦးနဲ့ဒါကိုစဉ်းစားရတာကထင်ထားတာကပိုခက်တာပါပဲမိမိနဲ့မကန့်ညီတဲ့လူတဲ့သူခံယူထားတဲ့ဘဝနဲ့ကိုခံယူထားတဲ့ဘဝကမတူတာဖြစ်စေ သူဖြတ်တန်းကျင်တဲ့ဘဝပုံစံနဲ့ကိုဖြတ်တန်းကျင်တဲ့ဘဝပုံစံကမတူတဲ့အခါဖြစ်စေသူဖြစ်ရှင်တဲ့အိမ်တော်ကြီးဘဝနဲ့ကိုဖြစ်ရှင်တဲ့အိမ်တော်ကြီးဘဝကမတူညီတာဖြစ်စေမကိုက်ညီမှုတွေ personality တွေကအရန်ကွာရှားနေရင်တော်ယုံကာရှားတာကတော့ညှိယူလို့ရပါတယ်အပေါင်းအသင်းလောက်ကမတူတာဆိုလဲပေါင်းသင်းလို့ရပေမဲ့တဲ့ရှင်းရှင်းကြတော့ဘဝနေထိုင်ခြင်းတဲ့ပုံစံတွေလူချင်းနဲ့မိသားစုပုံစံတွေမတူရင်ပေါင်းဖက်ဖို့ရတော်တော်မလွယ်ကူတာဖြစ်ပါတယ် သူ့ရဲ့အကျင့်စရိုက်ကကိုလက်ခံနိုင်မှာလားကိုရဲ့အကျင့်စရိုက်ကတော့သူ့အတွက်ရန်ရှာနာနေလားစတဲ့ဘဝနေထိုင်မှုဇရိုက်တွေက မတူညီရင်တော့တဲ့မကန့်ညီကြဘူးလို့ဆိုရမှာပါပဲဥပမာတဲ့ကိုကအပြင်ထွက်လှုပ်လှုပ်ရှင်တဲ့မျိုးသမီးတယောက်ဖြစ်နေရင်အိမ်လှုပ်ဆိုဝါဒနာမပါဘူးကိုလဲငွေရှာသူလဲငွေရှာကိုဝန်ကိုထမ်းတဲ့အိမ်တော်ကြီးကိုလိုချင်တဲ့မိန်းမဖြစ်နေရင်မိန်းမဆိုတာအိမ်မှာထမင်းရင်းချက်ကလေးထင်းရမှာပေါ့ဆိုတဲ့ ပရာဂျီကြီးဆိုးတဲ့ယောက်ျားမျိုးနဲ့ဆိုရင်တဲ့ဘလို့မှအဆင်မပြေနိုင်ပါဘူးတဲ့မကန့်ညီရင်တောင်မှပဲတဲ့လက်ခံပေးနိုင်နေဆိုရင်လည်းဒါချိဆက်လို့ရပါတယ်ဒါဟာလဲရှက်ချင်းဆုံးဖြတ်ချက်ချလို့ရတဲ့အရာတော့မဟုတ်ပါဘူးတဲ့အချိန်ပေးပြီးစောင့်ကြည့်ဆုံးဖြတ်ရမယ့်အရာပါပဲညှိနှိုင်းလို့ရတဲ့အခါညှိနှိုင်းပြီးတော့အလျှော့ပေးနိုင်တဲ့အခါမှာအလျှော့ပေးပြီးမကန့်ညီတဲ့အဆုံးတော့လမ်းခွဲကြရုံပါပဲလူတယောက်ကိုပြုပြင်ဖို့မကြိုးစားပါနဲ့ သူ့ရဲ့အရှိကိုအရှိတိုင်းပဲလက်ခံပေးနိုင်လားဆိုတာကိုမိမိကိုယ်ကိုပဲမေးခွန်းထုတ်ပါ သူကသူ့ဘဝကိုဒီပလန်တိုင်းသွားကျင်နေဆိုရင်အိုငါနဲ့မှရမှပြင်ယူမယ်ထိန်းချုပ်မယ်ဆိုတာမျိုးမလုပ်ပါနဲ့ငါနဲ့လက်တွဲဖြစ်ခဲ့ရင်ရောငါသူ့ဘဝရဲ့ပလန်တိုင်းသူနေထိုင်ရဲ့ဘဝပုံစံတိုင်းလက်ခံနိုင်လားယင်မိမိကိုယ်ကိုမိမိမေးပါဒါဟာတဲ့အရှိကမေးခွန်းလေးပါပဲတဲ့ Hello ไกลๆอยู่တော့ဒီနေ့ရဒီလောက်ပါပဲเนาะဒီလောက်ဒီပဲဖတ်ပြပါမယ်ရှင်လို့နောက်ရက်ဒီမှာဆက်ပြီးတော့ဖတ်ပြပါမယ်เนาะခုလိုနိုင်လာရောက်ပြီးတော့နားထောင်ပေးကြတဲ့တယောက်ရှင်းစီတိုင်းကိုရောလာရောက်ကြည့်ပြီးတဲ့တယောက်ရှင်းစီတိုင်းကိုတော့ကျေးဇူးများကြီးတင်ပါတယ်ရှင်လို့နောက်ရက် live ဒီမှာပြန်ဆုံမယ်เนาะလို့ channel လေးကနေပြီးတော့အကျိုးရှိစေရဆိုလို့ရှိရင် ခေါင်းလောင်းလေးတီးပြီး subscribe လေးလုပ်ပေးကြကြဖို့လည်းမင်းနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ် 有，真的少了没得嘞。